ီလီယာကတော့သူမရဲ့တိုင်းမိကိုတတောင်တတနဲ့ပြန်ပို့ခံလိုက်ရပြီလီလီယာကတော့ရောက်တာနဲ့မောင်ချန်းအကြောင်းပြောနေပါတယ်တစ်ဖက်မှာတော့မောင်ချန်းကဝင်ကဘာလဲဝင်ဖို့လိုအပ်တာတွေလုပ်နေပြီတစ်ပင်ကနေဝင်ပေါက်တစ်ခုပေါ်လာပါတယ်သူတို့တွေဝင်သွားတဲ့အခါအလင်းနှန်းတွေပေါ်လာပြီတနေရာကိုရောက်သွားပါတယ်သူတို့တွေကလည်းတော်ရက်ဆက်သွားဖို့လုပ်နေတော့မောင်ချန်းကပြပြနှာပူမနဲ့ယူတာတို့ကိုကြိုးထုတ်ထားလိုက်ပါတယ်မောင်ချန်းကပြပြကိုတကယ်ပြပြအစ်စ်ကဘာမှလဲလို့မေးဖို့လုပ်ပေမဲ့ဘာမှပြန်မပြောတာကြောင့်၃ယောက်လုံးကိုတပစ်လိုက်ပါတယ်မောင်ချန်းကလည်းသူတို့တွေကအတူတွေဖြစ်တာကြောင့်တတ်လိုက်ရတာကိုတခြားသူတွေကိုရှင်းပြနေပြီတကယ်အစ်စ်တွေကတနေရာမှာရှိနေမှာကိုပြော ပြောပါတယ်သူတို့တွေလည်းတော်တဲ့ဆက်သွားရမှာပိုးကောင်မွန်စတာတွေနဲ့တွေ့ပြီးရှာနေရပါတယ်ယုတ်တရရှုံတနေရကနေ goblin တကောင်ထွက်လာတာကြောင့်အကောင်လုံးကလည်းစဉ်းစားမရဖြစ်နေတော့မောင်ချန်းက goblin ကပြပြဖြစ်နေတာကိုသိလိုက်ပါတယ်မောင်ချန်းကလည်းပြပြကိုစကားပြောဖို့လုပ်ပေမဲ့ goblin ဖြစ်နေရကြောင်းပြောမရပဲဖြစ်နေကမမဲကပါပြပြကိုအရင်ပုံစံပြဖြစ်အောင်တက်စင်မော်တုံးဖို့လုပ်ပေမဲ့အလုံးမဖြစ်ပါဘူးမောင်ချန်းကအကြံရသွားပြီးပြပြကိုစိတ်ကနေတဆင်စကားပြောတဲ့ပစ္စည်းတစ်ခုပေးလိုက်တဲ့အခါပြပြကလည်းစကားပြန်ပြောနေပါတယ်တော်တဲ့ဆက်သွားရမှာတော့ goblin အပြောင်းခံလာရတဲ့နှာဘူးမနဲ့တွေ့ပြီးနှာဘူးမကလည်းဝင်ကပါစောက်ရှောက်သူ hetina ကသူတို့တွေကိုသွေးခွဲ ဖို့လုပ်နေတာဖြစ်နိုင်လောက်တာကိုပြောပါတယ်။ရူတာရုံနဲ့လည်းပြန်တွေ့သွားပြီးသူတို့တွေလည်းနောက်တစ်ဆင့်သွားဖို့နေရာကိုရောက်တဲ့အခါအထဲမှာစောင့်နေကြပါတယ်။ရုတ်တရက်အလင်းတန်းနေပေါ်လာပြီးမောင်ချန်ကသူ့အရင်ကဘာကိုပြန်ရောက်သွားပါတယ်။မောင်ချန်ကသူ့အရင်ကဘာမှာပြပြတော့နဲ့ပုံမှန်အတိုင်းပြပြရှင်ရှင်အချိန်ဖြုံးနေပါတယ်။ဒါပေမဲ့ညပိုင်းသူ့အိမ်ပြန်ရောက်တဲ့အခါမောင်ချန်ကတခခုလွှဲနေတာကိုတွေ့နေပြီးသူ့အခုရောက်နေတာကစိတ်ကွင်းရဲ့ကဘာဖြစ်နေတာကိုသိတဲ့အခါစိတ်ကွင်းရဲ့ကဘာကနေရုံထွက်ဖို့လုပ်ပါတယ်။ရုတ်တရက်သူ့ကဘာတခုလုံးကအစိတ်စိတ်အမှောင်မှာကွဲသွားပြီးပြပြအောင်ဆောင်နာတဲ့ဟက်ဒီနာကလည်းမောင်ချန်ကစမ်းသပ်မှုကိုအောင်မြင်သွားတာကိုပြောပြီးမောင်ချန်ကအိမ်မက်မက်နေရာကနေပြန်လို့လာပါတယ်။ bem? မောင်ကျန်းကတခြားသူတွေပါအိပ်ပျော်နေတာကိုတွေ့ရပြီးအကုန်လုံးထလာမှာကိုစောင့်နေပါတယ်။ပြပြကပြန်ထလာတဲ့အခါအိမ်မက်ထဲမှာမောင်ကျန်းနဲ့ခလေးဆက်တယောက်တိရှိခဲ့တာကိုပြောနေပြီးကစ်စင်ဆွဲဖို့လုပ်နေပါတယ်။ဒါပေမဲ့ယုံမကနိုးနေရကြောင်းပွဲပြတ်သွားပြီးယုံမကသူ့မအိမ်မက်မနေတာကနေမနဲ့လွတ်အောင်ကြိုးစားရတာကိုတယောက်မှအဖမ်းမလုပ်ဘူးဆိုကစိတ်ကောက်နေရကြောင်းမောင်ကျန်းကလည်းလျှော့ပေးနေပါတယ်။နှာဘူးမထလာတဲ့အခါနှာဘူးမကပုံမှန်နဲ့မတူပဲအပြုံးလွန်နေရကြောင်းမောင်ကျန်းကလည်းအိမ်မက်ထဲမှာဘာဖြစ်ခဲ့လဲမသိပေမဲ့ပုံမှန်တိုင်းလေးပဲနေဖို့ပြောနေပါတယ်။ဒီလိုနဲ့တယောက်ချင်းစီပြန်ထလာပြီးကိုကီရူတာတို့နဲ့စူစူတို့ပဲကြံတော့တာကြောင့်မဆောင်တော့ပဲမမဲကသူ့မရဲ့မော်စွန်နဲ့ ြန်နိုးလာအောင်လုပ်လိုက်ပါတယ်အကုန်လုံးနိုးလာတဲ့အခါမှော့ဆက်ကွင်းတစ်ခုပေါ်လာပြီမှော့ဆက်ကွင်းနဲ့သွားတဲ့အခါတော်တဲ့တနေရာကိုရောက်သွားပါတယ်သူတို့တွေကလည်းသတိထားပြီးတော်တဲ့ရှောက်ဖက်တွေကမိုးရွာနေကြအောင်မောင်ချန်းကလည်းမတင်ကြတာနဲ့ပြပြကိုအတားစီလုခိုင်းလိုက်ပါတယ်ရုတ်တရက်ပုံနေတဲ့ slide တွေကပေါ်လာပြီညကြီးကနေသူတို့ကိုလာတိုက်ခိုက်ပေးမယ်သူတို့တွေကလည်းအတားလေးပြန်ခုခံနေပါတယ်မောင်ချန်းကလည်းသူကအနီးတစ်ဝိုက်ကိုရှင်းတော့မှမလို့ပြပြကိုအတားစီကိုပိုတံမာလာအောင်လုခိုင်းလိုက်ကဘေးနားတစ်ဝိုက်ကိုမီရှိုးလိုက်ပါတယ်ဒါပေမဲ့သူတို့တွေခုခံတော့က slide တွေကစိတ်ကြွဆေးရည်နဲ့ဖြန်လိုက်တာကြောင့်အကုန်လုံးကနှာဘူးထနေပြီမောင်ချန်းနဲ့နှာဘူးမတို့ကတော့ဆေးရနီးတဲ့မတက်ရောက်ပါဘူးဒီလို ုံနဲ့သူတို့တွေကိုဆေးရနေတဲ့ကောင်အောင်လုပ်ပေးလိုက်ပြီးဆက်သွားနေပါတယ်။မောင်ကြားကလည်းသူတို့တွေက great အနက်ထဲရောက်နေလောက်တာကိုပြောနေပြီးနှာဘူးမကလည်းသူပြောတာကိုအတည်ပြုနေပါတယ်။ယုံမကအတန်တစ်ခုခုကြားတာကြောင့်အောက်ကိုကြည့်ဖို့လုပ်တဲ့အခါတစ်ခုခုကိုတွေးပြီးလန့်သွားပါတယ်။မောင်ကြားကလည်းဘာဖြစ်မလဲဆိုပြီးသွားကြည့်တဲ့အခါတိန်းနဲ့ရှိတဲ့ပိုးဝက်တွေကိုတွေ့ရကြောင်းနှစ်ဖျားတွေကိုရှက်တီးခဲ့တဲ့မောင်ကြားနောက်ထိတ်လန့်သွားပါတယ်။တခြားသူတွေကလည်းမောင်ကြားနောက်ကြောက်သွားတာကြောင့်ဘာများဖြစ်မလဲလို့စိတ်ဝင်စားနေပြီးမောင်ကြားကလည်းသူတို့တွေကိုပိုးဝက်တွေပြလိုက်ပါတယ်။အကောင်လုံးကလည်းထိတ်လန့်ကုန်ပြီးရုတ်တရက်ပိုးဝက်တွေကသူတို့ရှိရကိုလာနေရကြောင်းစူစူကလည်းအတားအဆီးလုပ်ထားလိုက်ပါတယ်။ဒါပေမဲ့စူစူ ုကပိုးအပ်တွေကိုမြင်မြင်မေ့လည်သွားတာကြောင့်မောင်ကျန်းကလည်းပြပြကိုအတားဆီးပုံမအောင်လုပ်ခိုင်းလိုက်ပါတယ်။ရုတ်တရက်ပိုးအပ်တွေကတနည်းအားမစုနေကြပြီးမော့ဆဝိုင်းတစ်ခုလုပ်လိုက်ကပိုးအပ်အကောင်ကြီးတွေထွက်လာပါတယ်။ပိုးအပ်တွေလုတဲ့မော့ဆဝိုင်းကနေအလင်းနဲ့ထွက်လာပြီးမောင်ကျန်းနဲ့ပြပြတို့ကတယောက်ကိုတယောက်အသေးသက်ရှင်တဲ့အထင်မုံသွားကြပါတယ်။ မောင်ကြားကလည်းခုနကမော်ဆကွင်ကသူတို့တွေရဲ့ခံစားချက်ကိုပြောင်းပြန်လုပ်ပစ်လိုက်တာဖြစ်နိုင်တာကိုပြောပါတယ်။သူတို့တွေကလည်းပိုးအပ်တွေကိုဆက်ကြနေကြပြီးမောင်ကြားနဲ့ပြပြတို့ကအတားဆီးပြင်သွားပြီးရှာနေကြပါတယ်။စူစူကပိုးအပ်တွေကိုချစ်စရာကောင်းတဲ့အကောင်လေးတွေလိုမြင်ပြီးအတားဆီးလောက်တာရက်လိုက်ပါတယ်။ဒါပေမဲ့နှာဘူးမကပိုးအပ်တွေကိုမိမော့နဲ့ထိမိထားပြီးပိုးအပ်တွေကမောင်ကြားနဲ့ပြပြစီပဲသွားနေကြတာကြောင့်သူတို့စီကိုသိမ့်မလာတော့ပါဘူး။ဒါပေမဲ့ပိုးအပ်ကောင်ကြီးတွေကကြံသေးတာကြောင့်တိုက်ခိုက်နေရပါတယ်။တစ်ဖက်မှာတော့မောင်ကြားနဲ့ပြပြတို့ကပိုးအပ်တွေကိုရှက်တီးနေပြီးပိုးအပ်တွေကတနေရာမှာပြန်စုပြီးပိုးအပ်အကောင်ကြီးတစ်ကောင်ထွက်လာပါတယ်။မောင်ကြားကလည်းပိုးအပ်အကောင်ကြီးတွေကအသေးလေး တွေကိုအတုံးချပြီးပြန်ကောင်းအောင်လုပ်တာကိုနားလည်လိုက်ပြီးပြန်တိုက်နေပါတယ်။သူတို့နှစ်ယောက်ကလည်းပိုးအပ်တွေကိုဆက်တိုက်ခိုင်းနေကြပြီးပြပြကပိုးအပ်အကုန်လုံးကိုတစ်ချက်ထဲနဲ့ရှင်းလို့ရတဲ့ spare ထွင်နေတာကိုပြောပြီးထွင်တဲ့အချိန်အတော်တွင်သူမကိုကောက်ွက်ပေးထားဖို့ပြောနေပါတယ်။ချိန်ပြည့်တဲ့အခါပြပြက spare ကိုတုံးလိုက်ပြီးရှိသမျှပိုးအပ်အကုန်လုံးကိုတပ်ပစ်လိုက်ပါတယ်။ရုတ်တရက်တနေရာကနေအလင်းနဲ့ပေါ်လာတာကြောင့်သူတို့တွေလည်းအဲ့အထဲဝင်သွားကြပြီးအထဲမှာတော့အကုန်လုံးကအေးချမ်းချမ်းနဲ့ရှိနေပါတယ်။နှာဖိုးမကသူတို့အခုရောက်နေတာက great tree ရဲ့အပေါ်ဆုံးမှဖြစ်နေလောက်တာကိုပြပြကမောင်ကျန်းကလည်းသူတို့လေရင်ကိုမတွေ့တာကြောင့်မော်တခုခုနဲ့ဖြောက်ထားလောက်တာကိုပြောပါတယ်။သဖြင့်တပင်မှာတော့ဟက်ဒီနာကပေါ် ်လာပြီးသူတို့အကုန်လုံးကိုမှော်ဆွမ်းနိုင်ကို level 2တဲ့မှော်ပညာသင်ပေးလိုက်ပြီး။နတ်ဖျားတွေရဲ့မှော်ထက်တောင်ကျန်တဲ့ concept magic ဆိုတဲ့ကိုလိုချင်တဲ့အရာလုံးလို့ရတဲ့မှော်ကိုရှင်းအောင်မှော်တွေအကုန်ပေါင်းပြီးလုံးလို့ရတာကိုသင်ပေးလိုက်ပါတယ်။ concept magic ကနတ်ဖျား900ပေါင်းသုံးတာတော့ concept magic မှော်ပစ္စည်း၃ခုပဲထွင်လို့ရခဲ့တာကိုရှင်းပြနေပြီ။ဟက်ဒီနာကလည်းမောင်ကျန်ကိုကိုလိုချင်တဲ့အရာကိုလမ်းပြပေးတယ်။တန်လိုက်အញ្ញောင်ပေးလိုက်ပါတယ်။အတန်လိုက်အញ្ញောင်ကအရာအတိုင်းကိုလမ်းပြနိုင်တယ်လို့တခြားကဘာကိုပါလမ်းပြပေးနိုင်တာကြောင့်မောင်ကျန်လည်းသူ့အရင်ကဘာကိုပြန်လို့ရနိုင်တာကိုသဘောပေါက်ပြီးအံ့ဩနေပါတယ်။